ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်နေဆရာဖုန်းသားစီတွင်ဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဆရာတို့ဒီနေ့ Unit 6ရဲ့ Lesson 3ကိုကြည့်လိုက်ကြအောင်เนาะဆိုတော့ Unit 6ရဲ့ Lesson 3ရဲ့ဗာလိများဖြစ်မလဲเนาะ What's the difference countable and uncountable ဆိုတဲ့ခေါင်းစဉ်လေးဖြစ်တယ် ကဲဒါမျိုးကြီးဒါဆိုတော့ဆရာတို့အခုဒီသင်ခန်းစာလေးမှာဗာလေ့လာမှာလဲဆို countable and uncountable ကိုလေ့လာမှာဖြစ်တယ်เนาะဆို countable နဲ့ uncountable ကဗာလေเนาะ countable ဆိုတာဆရာရေးတွက်လို့ရတာเนาะ uncountable ဆိုတာရေးတွက်လို့မရတာ၄เนาะဆိုတော့ ရှင်းရှင်းပြောမယ်ဆိုရင် countable nouns ရှိရယ် uncountable nouns ဆိုရှိ ရေးတွက်လို့ရတယ်ဆရာတို့ပစ္စည်းရရှိရယ်ရေးတွက်လို့မရတယ်ပစ္စည်းတွေရှိတယ်ဒါဆိုရင်တအားသမီးတွေနဲ့ဆရာတို့ကဒီသင်ကားစာမှာ countable နဲ့ uncountable ကိုကွဲပြားတော့အောင်ဆရာတို့လေ့လာကြမယ်ဘယ်ပစ္စည်းတွေကတော့ဖြည့်ရေးတွက်လို့ရတယ်ဘယ်ပစ္စည်းတွေကတော့ဖြင့်ရေးတွက်လို့မရဘူးဆိုတာမျိုးတွေဒါဆိုရင်ဆရာတို့ကနော်ဥမာစာအုပ်တအုပ်ဆိုပါဆိုနော်စာအုပ်တအုပ်ဆိုရင်စာအုပ်တအုပ်နှစ်အုပ်သုံးအုပ်လေးအုပ်ငါးအုပ်စသည်အပြင်ရေးတွက်လို့ရတယ် countable ော် uncountable ကြတော့ဆရာတို့ဥမာရေဆိုပါဆိုနော်တောက်ရေဆိုလို့ရှိရင်ဒါရေတွက်လို့မရအောင်နော်ရေရကြတော့ဘလို့သွားရည်မလဲနော်ဒါမျိုးကြတော့ဆရာတို့ uncountable noun နဲ့မှာထည့်ကဲဒါဆိုလို့ရှိရင်ဆရာတို့ example လေးကြည့်ရအောင်နော်ဒါဆို example of countable nouns examples of uncountable noun ကြည့်မယ်ကဲဒါဆို examples of countable nouns မှာပါရှိမလဲနော် okay book နော် one book နော် two books စသည်အပြင်ကဲ apple apple ဆိုရပါလေ an apple two apples เนาะဒါဆိုရင် enable ဆိုရင် apple တစ်လုံးပေါ့ two apple ဆိုတော့ apple နှစ်လုံး child child ဆိုလို့ရှင်ကလေး a child ဆိုလို့ရှင်ကလေးတစ်ယောက် two children two children ဆိုလို့ရှင်ပါတယ်ကလေးနှစ်ယောက်ဒါဒီ countable ဒါဆိုရင် example of uncountable nouns ပါရှင်အခုနဆရာ water လဲပါရေကျဲဆိုရင်နောက်တော့ rice အဲ rice ရတာထမင်းစီရကြတော့ဆရာတို့ရေတွက်လို့မရ uncountable တဲ့ကိုထည့်နော်ဆိုတော့အဲထမင်းစီရေတွက်နေနေပြီးပါလဲမဟုတ်ဘူးနော်ဆိုတော့နောက်တစ်ခုက sugar တကြားတကြားလေးကြောင်မှုံမှုံလေးလေဘလို့ရည်မလဲနော်တစည်းနစည်းဆိုပြောရမလားနောက်တော့မြုပ်မြုပ်ကြောင်ဆရာတို့ရည်နဲ့ဒူဒူပဲသူကအရေးဆိုတော့ဘလို့ရည်မလဲအေးအေးကိုနော်နောက်ကူ bread ဆရာတို့ပါမောက်ကကြတော့လေသူက uncountable တွေကိုထည့်နော်ဥပမာဆရာပါမောက်ကိုပြောချင်တယ်ဆိုရှင်ဆရာတို့ကဟိုပါမောက်ဟို a loaf of bread တို့ slice of bread တို့ဆိုရင်တမျိုးဒါပေမဲ့ရိုး bread တို့ပြောထားလို့ရှင်အဲ့ဒါဒီ one bread two bread four bread ဆိုတာမရနော် uncountable ဆိုတော့ one bread two bread ဆိုတာမရှိဘူး เนาะ two slices of bread three slices of bread ဒါမှမဟုတ်ရင် a loaf of bread two loaves of bread အဲတွန်တာအဲ့လိုမျိုးကြတာမှာပါမောက်ကကြီးလို့ရရိုးရိုး bread ဆိုလို့ရှိရင်ဒါဒီ one bread two bread ဆိုတာမရှိเนาะအဲ့ဒါမှတ်တာမယ်ကဲဒါဆိုလို့ရှိရင်ဆရာတို့အခု countable နဲ့ uncountable ကိုပို့ပြီးတော့เนาะဟိုဟာရသွားအောင်လို့ဆရာတို့လေ့ကျင့်ခန်းလေးလုပ်ကြည့်ကြအောင် one look at the nouns below write c for countable noun and u for an uncountable one put them into the correct column of the table ကဲဆိုဆရာတို့အောက်မှာ table ကြည့်မယ်ကြည့်ပြီးသားလို့ရှိရင် countable နဲ့ uncountable နဲ့ကိုခွဲကြည့်ကြမယ်ဒါဆိုရှင်ဆရာတို့ countable noun ရှိရှိမယ် uncountable noun ဆိုရင် you လို့ထည့်မယ်မှတ်ထားမယ်နော်ဟာလဲ countable ဆိုရင် c လို့ထည့်မယ်နော် uncountable ဆိုလို့ရှိရင် you ကဲဒါဆိုရင် column နှစ်ခုခွဲလိုက်ပြီကဲ countable အောက်မှာဘာတွေများရှိမလဲအပေါ်ကဇာတ်ကွက်ကိုကြည့်မယ်ဆရာတို့ဆက်ပြီးတော့ဖြည့်ကြည့်ကြမယ်ကဲဒါဆိုရှင်စပြီး ကဲ countable noun ပဲမှာဗာဒီများထက် banana ငါပြောသည်ငါပြောသည်ဆိုလို့ရှိရင်ဒါသည်ဘာဖြစ်လဲဟုတ်တယ်เนาะ countable ဟုတ်ပြီကဲဒါဆိုရှင်ဆရာတို့အခုကဘားကိုကြည့်မယ်ဘားကြတော့ဆရာတို့ကပါလေ1 bar of chocolate 2 bar of chocolate 3 bar of chocolate and အမျိုးကြတော့1 2 3လို့ရတယ်ဘားက countable very good ကဲဒါဆိုရှင်ဆက်ကြည့်ပါအောင် beef beef ကတော့ countable တဲ့မှာဟုတ်ပါဘူးเนาะ1 beef 2 beef 3 beef ကြားဘူးလား မရှိဘူးเนาะ 1b 2b တော့ပြောလို့မရကဲဒါဆိုရင် body อืมဇာတ်ရုပ်ခန္ဓာကိုကြတော့ body ဘယ်နှခုလဲဟုတ်မလားပြောလို့ရတယ်ဒါဆိုရင် body ဒီ countable ရဲ့မှာပါတယ်ကဲနောက်တစ်ခု bone bone နဲ့ရော countable ရဲ့မှာပါလာอืมအယိုးอ่ะเนาะဟို bone နေပြောလို့ရတယ်ဟုတ်တယ်မလားအယိုးတစ်ခုနှစ်ခုသုံးခုလေးခုအဲဒါဆိုဒါ bone น่ะလဲ countable ရဲ့မှာပါတယ်เนาะဆိုတော့ bone ထဲနောက်တစ်ခု broccoli broccoli ကြတော့ ဘန်းကော်ဘီစိမ်းကြတော့သူကပါဆို countable တဲ့မှာမထည့်နော်ဆရာတို့အဲ့တော့ broccoli က countable တဲ့မှာမပေါ့နော်ဆိုတော့နောက်တစ်ခုဘာကြည့်မလဲဆိုတော့ burger ကဲ burger ကြတော့ burger ကရည်တွက်လို့ရလား burger တစ်ခုနှစ်ခုသုံးခုလေးခုဟမ်ရတာပေါ့နော်ဆိုတော့ burger ဒီဆရာတို့ countable ကဲနောက်တစ်ခုပါလဲဆိုတော့ butter butter ကြတော့ top up နော်ထောပါကြ1 butter 2 butter 3 butter ဆိုတာမရနော်အဲ့တော့ တ်တာကြတော့ဆရာတို့ countable ထဲမှာမထည့်ဘူးเนาะကဲဆို calorie အဲ calorie စဉ်းစားကြည့်ပါဦးเนาะ calorie ကကြတော့1 calorie 2 calorie ဆိုတာရှိရမလားเนาะ calorie ဘယ်လောက်လဲ150 calorie เนาะ160 calorie အဲပြောလို့ရတယ်เนาะဆိုတော့ဒါဒီ countable เนาะ160 calorie 150 calorie ပြောလို့ရတယ် countable ကဲဆိုချစ်ကန်ချစ်ကန်ကြတော့1 chicken 2 chicken ရလားอืมမရဘူး နော်အဲ့ဒါမျိုးကြတော့ zero ဟာ countable မဟုတ်ဘူးနော် one chicken two chicken မရဆို egg egg ကြတော့ပြောကြည့်ပါ egg ကြတော့အဲဒါကြတော့ကျက်ဥဘယ်နှလုံးလဲဟုတ်မလား1 egg 2 egg 5 eggs 10 eggs ရတာပဲနော် countable ကဲဒါဆိုရှင် zero meat ကိုဆက်ကြည့်နော် meat ကြတော့1 meat 2 meat 3 meat no အဲဒါဆိုရှင်ဒါ zero လက်နဲ့ရည်တွက်လို့မရနော်အဲ့တော့ဒါထားလိုက်မယ် meat ကကြတော့မထက် milk ကဲမြို့ကကြတော့ဆရာတို့ရေနဲ့ပုံစံတူပဲအရေးအရေးဆိုအရေးကိုရေတွက်လို့ရသလားမရဘူးနော်အဲ့တော့ countable တယ်မထက်ကဲဒါဆိုရင်ဒါတို့ပြီးတော့ noodle ကိုကြည့်ကြည့်ရအောင်နော် noodle သည် countable လား uncountable လားဒါတို့ပြီးတော့စဉ်းစားကြည့်မယ်နော်အဲ့တော့ noodle ကြတော့ခောက်ဆွဲနော်ခောက်ဆွဲကြတော့ဆရာတို့က countable လက်ထည့်နော်အဲ့တော့နောက်တစ်ခု while while ကြတော့ပါလေ while ကြတော့ c ဆို c ကြတော့ countable လား uncountable လားစဉ်းစားကြည့်ပါ အေးစီးရကြတော့ဘလို့နော်တစီနစီဘလို့နော်ဒီစီအရေကိုဘလို့ရေထွက်မလဲနော်ဆိုတော့ဒါစီအာကောင်တာဘတ်တော့မဟုတ်တော့ဘူးအထက်ဒါဆို omelette omelette ကြောက်ကြက်ဥမွေကြောအဲ1 omelette 2 omelette 3 omelette ကြက်ဥမွေကြောသုံးခုနှစ်ခုတစ်ခုရေလို့ရတာပဲနော်ကဲဒါဆိုရှင်ဒါစီကောင်တာဘတ်တွေထည့်လိုက်မယ်ဒါဆို orange ကို orange orange ရတာဗောနော်လိမ္မော်သီးတစ်လုံးလိမ္မော်သီး၅လုံးလိမ္မော်သီး၁၀လုံးရေလို့မရဘူးလားရတယ်အဲ့တော့ orange စီ countable very good protein ပရိုတိန်းကြတော့အဲပရိုတိန်းနဲ့ရတာပဲเนาะ countable ဒါအသားဓာတ်ပေါ့เนาะပရိုတိန်းဘယ်လောက်ရှိသလဲပြောလို့ရတယ်เนาะ countable တယ်ထဲဆရာတို့ကဲနောက်တစ်ခုဆရာတို့ဘာကိုဆက်ကြည့်မလဲဆိုတော့ rice เนาะ rice ကြတော့အဲမရတော့เนาะ rice ကြတော့ uncountable ဘက်ကိုသွားရမယ်เนาะအဲ့တော့ဆရာအခုနပယ်သွားတဲ့ဥစ္စာတွေမှန်သမျှရော uncountable ဘက်ကိုဆရာထည့်နော်အဲ rice ဒီ uncountable ဖြစ်သွားမယ်။ကဲဆို sandwich sandwich ကရော countable လား uncountable လားစဉ်းစားကြည့်ပါဦးဟုတ်တယ် sandwich က countable လေ sandwich တစ်ခုနှစ်ခုသုံးခုရေးလို့မရဘူးလားပြရတာပေါ့เนาะ sandwich တစ်ခုစားမယ်နှစ်ခုစားမယ်သုံးခုစားမယ် countable very good skin skin အဲဆရာတို့အေးပြားကြတော့ဒါ count လို့မရဘူးလေ one skin two skin မှာမရနောက်အဲ့တော့ uncountable ပဲထည့် sugar ကဲ sugar လည်းဘာဖြစ်မလဲတကြားကတပုံနှမုံသုံးပုံလေးပုံမြင်အောင်เนาะ allergy ရတယ်ဆိုတော့ sugar ဒီလည်း uncountable ပဲထည့်မယ် vegetable ဗက်ဂျီတေဘယ်ကြတော့အသီးရွက်တွေသည်ဟမ်ဟင်းသီးဟင်းရွက်ဘယ်နှခုရှိရဘယ်နှရွက်ရှိရရည်လို့ရလားရတာပေါ့နော်အဲ့တော့ countable ကဲဒါဆိုဗီတာမင်ဗီတာမင်နာကိုဘယ်ထဲမှာပါမလဲအာဗီတာမင်ကဘလောက်ဘလောက်နော်ဗီတာမင်ဘလောက်ပါတယ်ပြောလို့ရတယ်ဆိုတော့ countable ပဲထင်တယ်နော်ကဲဒါဆိုရင်ဆရာတို့ countable uncountable ခွဲပြီနော်ဆိုတော့ဆရာတို့ uncountable ရပြီနော် countable ရပြီဒါကိုဒါတို့သမီးတို့မှတ်ထားရအောင် เนาะအဲ့တော့ဒီသင်ခန်းစာလေးကိုလေ့လာခြင်းအပြည့်ဒါသူပြီးတော့ countable နဲ့ uncountable ကိုကွဲအောင်လေ့လာရမယ်သိရှိရမယ်เนาะကဲဒါဆိုရှင်ဆရာတို့ဆက်ကြည့်အောင်2 add a or n to the following sentences where necessary ကဲဆိုတော့ a သို့မဟုတ် n ကိုထည့်မယ်เนาะဒါကတော့ a သို့မဟုတ် n တော့ဒါတော့သူပြီးတော့လွယ်လွယ်လေးနော်ခဏခဏလေးလုံဘူးသားဖြစ်လိမ့်မယ်နော် a နဲ့ n နဲ့ဘယ်လိုအချိန်ကာမျိုးမှာထည့်ရတယ်ဆိုတာကိုသိပြီးသားနော် a ဆိုတာကတော့ဒါ a ဘာလဲ a book ဒါမှမဟုတ် apple ဆိုလို့ရှိရင်ဆရာတို့ဘာ AEIO U နဲ့စတဲ့ဥစ္စာဆိုရင် and တဲ့လေ an apple an orange ဟုတ်လားမလားကဲဒါပဲလွယ်လွယ်လေးဒါဆိုတော့ဒါမျိုးဆရာနဲ့တူထည့်ကြည့်ကြအောင်နော် example ကဘာဖြစ်တာ wingo had boiled egg for lunch နော်အဲ့တော့ဘာလဲ wingo had a boiled egg for lunch နော် a boiled egg အဲ့မှာ an boiled egg ပေါ့ဘာလို့လဲ boiled egg က b ရပါနေတဲ့ vowel လားပါလား mobu no? đó era ba le when go had a boiled egg for lunch very good okay so one no ji one okay one na jar ba le i'd like sandwich please that okay so e ne and ne be ni ma the mla ah ho de ba le i'd like a sandwich please a sandwich very good and sandwich mobu no a sandwich okay that's a two ji My brother usually eats banana after lunch. Yes or banana ရှိမှာပါဖြစ်မယ်ဟုတ်တယ် My brother usually eats a banana after lunch. Very good. A banana and banana mo. ဟုတ်ပြီနော်။ Get us in 3. 3ရပါတယ် Omega 3 fatty acids are good for the skin. အဲ့တော့ပါလေ။အဲအဲ့ဒါလိုလားမလိုဘူးလားထည့်စရာ။မလိုဘူး။နော်မလိုဘူးဆိုရင် မလိုတဲ့အတိုင်းဆရာတို့ထားမယ်။နော် A နဲ့ N ထည့်စရာမလိုဘူး။ အဲတော့ omega 3 fatty acids are good for the skin သူကစာကြောင်းကဘယ်နေရာမှာအေးရအနေမှမလို့တာ not the skin လို့လည်းပြောပြီးသားเนาะအဲတော့ cancer 4ကိုကြည့်ပါအောင်4ကရောဘာထင်မလဲ mother cooked chicken curry for us yesterday เนาะ mother cooked chicken curry ကဲဆိုအိမ်မှာထည့်စရာလို့လားอืมမလို့เนาะ mother cooked a chicken curry လို့မဟုတ် chicken curry ပဲเนาะဒါကလည်းမှန်တယ်မထည့်ဘူးကဲဆက်ကြည့်ပါပြီးသွားရင်5 i often drink water ကဲဒီမှာတော့ပါထင်မလဲ I often drink water အဲဟုတ်တယ် I often drink a water ရှိလား and water ရှိလားမရအောင်နော် water သည် uncountable ဖြစ်တဲ့အတွက်ကြောင့် a water လို့ပြောလိုက်ဆိုရှင်ရေတစ်ခုလို့ဖြစ်သွားလိမ့်မယ်အတိတ်ပဲနော်ဟုတ်လား an apple လို့ပြောလို့ရှင်ဆရာတို့ကပန်းသီးတစ်လုံးဆိုရအတိတ်ပဲသက်ရောက်တယ်အဲ့တော့ a water လို့သွားလို့လိုက်ရင်ဘာဖြစ်သွားမလဲရေတစ်ခုနော်အတိတ်ပဲမရှိရ uncountable ဖြစ်တဲ့အတွက်ရေတစ်ခုလည်းမရှိအဲ့တော့ a နဲ့ n နဲ့ဘာထည့်စရာမလိုဘူး I often drink water ပြီးပြီ 6. Goji. My brother often has fried rice and banana in the morning. Uh, my brother often has pr- fr fried rice and a banana. No? Talong. A banana. No? In the morning. No? How we know? Okay, so talong solution in and a banana. No? A book to be like lotion. That a cook the oak. No? Alumio de Seven. Saji. So, no? Yanjo had chicken burger and milk for lunch. Uh, Yanjo had a chicken burger and milk for lunch. A chicken burger. Uh, a chicken burger is a ribe. Jetta burger, the coop. So a ribe. Eight. Eight. Mother often cooks fish for us. No? Uh, mother often cooks fish for us. Okay, cooks a fish lutemla and fish lutemla. Ah, mate. Fish the uncountable. เนาะ a fish Er, ba ဆိုရင်မရအဲ့တော့ဘာမှမထည့်ပါဘူးဒီတိုင်းမရည်မယ်ကဲ9 ba. my sister often has omelet for breakfast okay. so ကဲဆိုတော့အဲ့မှာ omelet ကဆိုတော့ countable la and countable la, countable Er, အဲ့တော့ဘယ်လိုထည့်မလဲ my sister often has an omelet for breakfast ဘာလို့ and ထည့်ရလဲ omelet က a e i o u vowel နဲ့စတာလေအဲ့တော့ and နဲ့တွဲတာပေါ့ an omelet khu. နော်ကဲကောင်းတယ်ဒါဆိုရင်10 we should eat broccoli that contain vitamin k အဲ့တော့ we should eat a broccoli လို့ထည့်မလား and broccoli ထည့်မလားအဲ့ထည့်နော် broccoli သည် uncountable ဖြစ်တဲ့အတွက်ကြောင့် a တွေ n တွေထည့်လိုက်လို့ရှိရင် broccoli တခုတွေဖြစ်သွားမယ်ဟုတ်တယ်မလားအဲ့တော့ we should eat broccoli ပဲနော် that contains vitamin k very good ကဲဒါဆိုမျိုးကြီးဒါဆိုရင်ဆရာတို့ဒီက set ပြ3လေးကိုကြည့်အောင်3ရပါဆိုတော့ underline the correct answer မှန်ကန်သောအဖြစ်ကိုမြင်သားပါတယ်နော်ကဲဆိုတော့ no? we sometimes eat a breakfast breakfast at a restaurant လို့ပြတာ example no? 说, we sometimes eat have a breakfast လာ breakfast လာ breakfast ပဲနော် breakfast ကိုလိုက်တာနော် breakfast ဆိုတာမနေ့စာမြန်လို့မပြောမနေ့စာစားတယ်လို့ပြောတာနော်ဟုတ်ပြီကဲဒါဆိုရင် one လို့ဆရာဆက်ကြည့်အောင်နော် what benefit benefits can we get from eating vegetable. Okay. ဘာယူရင်ကောင်းမလဲ။ဟုတ်တယ်เนาะ benefits ကိုမြင်တာမယ်။အကျိုးကျေးဇူးများเนาะဆရာအဲ့မှာကြာတော့အကျိုးကျေးဇူးများလို့เนาะအသီးအရွက်တွေစားခြင်းအပြင်ဘာအကျိုးကျေးဇူးတွေရမှာလဲ benefits เนาะ two drinking milk is good for the bone la bones la ဘာမြင်တာမလဲ bones เนาะအကျိုးတွေအတွက်အကျိုးကတရိုးတည်းရှိရမှာမဟုတ်တာဟုတ်တယ်မလား အယိုးကခန္ဓာကိုယ်တွေမှာအများကြီးကျေဆိုအယိုးတွေအများကြီးတွေကောင်းတယ်လေဟုတ်မလား bones very good 3 rice contain carbohydrate carbohydrates ဘာတမ်းလဲဟုတ်တယ် carbohydrates เนาะ carbohydrates ဓာတ်များเนาะအဲ့လိုပြောလို့ပြရတယ်ကဲဆက်ကြည့်ပါဦးเนาะ4 look at the dessert ဒါမှမဟုတ် desserts on the menu ဘာကြည့်မလဲ ဟုတ်တယ် desserts နော်ဘာလို့လဲဆိုတော့ဟို menu ကိုကြည့်လို့ရှင်အချိုဘွဲတပွဲတည်းရှိအောင်မို့လားအချိုဘွဲတွေအများကြီးရှိတယ်လေအဲ့တော့ look at the desserts ပေါ့အချိုဘွဲတွေကိုကြည့်ပေါ့နော် as them okay 5 i had coconut noodle ဒါမှမဟုတ် noodles for breakfast yesterday အဲ့မှာကြာပါလေ i had coconut noodles နော်အဲ့တော့ noodle လို့ပြောလို့ရှင်ဆရာတို့ကအဲ့မှာသူကဟိုဘယ်လိုပြောရမလဲ noodle ကတခါတည်း s တဲ့ပြီးပြောတယ် နော်ခေါက်ဆွဲရအများကြီးကြီးရလေဟုတ်တယ်မလားနူဒယ်ဆိုခေါက်ဆွဲတမြင်နဲ့စားမလားဘယ်သူမှမစားဘူးနော်ဟိုနူဒယ်ဆိုပြောလိုက်မှတော့ခေါက်ဆွဲကိုစားမှာပေါ့ဟုတ်တယ်မလားဇာဥနာပြောလို့ခေါက်ဆွဲတမြင်နဲ့စားတဲ့လူပါမရှိတာနော်အဲ့တော့နူဒယ်ကတော့ဒါ automatic noodles လို့ပဲပြော coconut noodles နော်စားသည့်အဖြစ်နော်6 we get nutrient ဒါမှ nutrients from the food we eat ဆိုတော့ဘာဖြစ်မလဲ nutrients ဘာလို့လဲအာဟာရဓာတ်များနော်ဆရာတို့စားတဲ့အစားအသောက်တွေကနေအာဟာရဓာတ်တွေ ာဟာရဓာတ်တွေရတာပေါ့နော်အာဟာရဓာတ်များရတာပေါ့အဲတော့ nutrients အာဟာရဓာတ်များဟုတ်ကဲ7 now now was so hungry that he ate a lot of rice la rices la စဉ်းစားဟာ rices ကမရှိဘူးလေဟုတ်တယ်မလား rice ဒီ countable လား uncountable uncountable လေအဲ rices လို့ပြောလိုက်ဆိုရင်တမင်းတစ်စီးနှစ်စီးသုံးစီးလေးစီးရအဲ့လိုလေအဲ့လိုကြီးလို့မှမရတာနော်အဲ့တော့ဆရာတို့က rice ပဲပြောတယ် rices ဆိုတာမရှိဘူးဘာလို့လဲ rice ဒီ uncountable လေရည်တွက်လို့မရဘူး no eight i usually have sandwich damoin a sandwich for lunch but him oh dear. i usually have a sandwich hola no a sandwich no sandwich to who sali she for lunch very good no get us in seven no nine no i always have coffee no coffee in the afternoon no coffee la coffees Okay, coffee yeah, coffees. Coffee, you yeah. โอเคกาแฟยากาแฟလို့ပြောရကြလားကော်ဖီ30 no coffee. 40ယူလို့မရဘူးเนาะကော်ဖီဒီ uncountable ဖြစ်တဲ့အတွက် i usually have coffee လို့ပဲပြောเนาะ no, coffees no uncountable ဖြစ်တဲ့ coffee อ่ะเนาะအဲ yeah. water မှာလည်းအဲ့လိုပဲ waters မရှိเนาะအဲ့ဒါလည်းမှတ်ထားမယ် so 10 Mama bought bread ဒါမှမဟုတ် breads from the market ကဲဆို so, bread မှာလည်း mama bought bread ပဲ breads လို့မပြောเนาะပြောခြင်းတပါဆိုရင်ကျတော့ no, no. a loaf of bread เนาะအဲ့လိုပြောရဲ two loaves of bread ဒါမှမဟုတ်ရင် two slices of bread เนาะ three slices of bread အဲ့လိုကြားမှာပြောရဲ bread မှာ breads ထည့်ပြီးတော့မပြောပါဘူးလုံးဝเนาะ bread ဒီ bread ပဲဟုတ်ပြီနော်ကဲဒါဆိုရင်ဒါလို့မျိုးရေဒီ legend ကန်ကိုလောက်ချင်းအဖြစ်ဒါလို့မျိုးပါပါသိရလဲဆိုဆရာတို့ countable နဲ့ uncountable noun တွေပို့ပြီးတော့ခွဲခွဲပြားပြားနဲ့သိသွားပြီလို့ဆရာထင်တယ်เนาะဆိုတော့ဒါတွေရတယ်အရေးကြီးရယ်เนาะခွဲတတ်ပါဘူးနာဒါ water တို့ juice တို့ မြုပ်တူတွေဒီဒါဒီ uncountable တွေเนาะ rice တွေ bread တွေเนาะအဲ့ဒါမျိုးတွေကမှတ်ထားမှာ uncountable တွေမှာထည့်เนาะတချို့လက်ချိုးပြီးရေတွက်လို့ရတဲ့ဥစ္စာကြတော့ဒါဒီ countable လို့တွေတခုထည့်ဒါဆိုလို့ရှိရင်ဆရာတို့ number 4 e ကိုကြည့်ရအောင် match the measures in column a เนาะ with the items in column b ကဲဆို measures ကဲဆိုဆရာတို့အခုမှဘာသိမလဲဆိုတော့တချို့ uncountable noun တွေရှိတယ် ရည်ရွယ်လို့မရဘူးဆိုတော့ uncountable noun တွေကိုဆရာတို့ကပြောကြည့်လို့ရှိရင်မ coffee ဆိုလို့ရှိရင် coffees မရဘူးเนาะ coffees မှမရှိဘူးเนาะအဲ့တော့ဆရာတို့အဲ့ဒါကိုပြောကြည့်လို့ရှိရင် coffee တစ်ခွက် coffee နှစ်ခွက်ပြောလို့ရဘူးလားဟွ coffee coffee တစ်ဘူး coffee နှစ်ဘူးเนาะအဲ့လိုပြောလို့ရတယ်เนาะဒါမှမဟုတ်အခုနဆရာပြောလို့ bread ပေါ့ပါမုတ်ဆိုရင်လည်း breads တော့မရှိဘူးဒါမှမဟုတ်အာ one slice of bread two slices of bread နော်ပါမုတ်တစ်ချက်ပါမုတ်နှစ်ချက်စသည်အပြည့်ဒါမှမဟုတ် a loaf of bread ပါမုတ်တစ်လုံး two loaves of bread ဘာမို့နှလုံးအဲ uncountable noun နေကြတော့အဲ့လိုမျိုးရယ်ရယ်ကူကူနဲ့ coffee ဆိုလဲ coffee ဆိုပြီးပေါင်းထည့်လို့မရလို့ bread ဆိုလဲ s ပေါင်းထည့်လို့မရသူတို့နဲ့တွဲပြီးသုံးရတဲ့စာလုံးလေးရှိဥပမာ bread ကိုပြောချင်တယ်ဆိုရင် breads မရပြောချင်တဲ့ပါဆိုရင်ဆရာတို့ကဘာမို့တစ်လုံးနှလုံး two loaves of bread three loaves of bread အဲ two slices of bread three slices of bread အဲဒါမျိုးလေးတွေဆရာတို့ကပေါင်းပြီးတော့သုံးပေးရတယ် ကဲဒါဆိုရှင်ဘလို့အချိန်လေးခံယူမျိုးမှာဘာတွေအသုံးမလဲဆရာနဲ့တူတူလေ့လာရင်းနဲ့ matching လေးတွဲကြည့်လိုက်ကြအောင်ကဲစပြီနော်ကဲဆိုတော့ a packet of ဘာဖြစ်မလဲอืมနော် a packet of coffee နော်အာတွေ့လားအဲ့မှာဆိုရှင် coffee ကိုဘာနဲ့သုံး a packet of coffee coffee မုံတထုပ်နော် a packet လို့ပြောရင်တထုပ်ကိုပြောချင်တာတော်အဲ့လိုမျိုး uncountable noun နေကြရင်ဆရာတော့ coffees လို့ပြောလို့မရအဲ့လိုပြောမယ်စားအရှိမ a packet အဲအဲ့လိုမျိုး တွဲသုံးပါတယ် a packet of coffee two packets of coffee coffee နှစ်ထုပ် three packets of coffee coffee သုံးထုပ်တွဲလာအဲအဲ့လိုမျိုးလေးတွဲသုံးပါတယ် uncountable noun နေကြတယ်เนาะကဲဒါဆိုရင် two ကိုကြည့်ရအောင် a hand of တဲ့ဘာဖြစ်မလဲဟုတ်တယ် h bananas a hand of bananas เนาะငပြောသည်တခိုင်ပေါ့เนาะ a hand of banana เนาะငပြောသည်ကြောက်ဆရာတော့ငပြောသည်ဂိုင်လို့ပြောတယ်เนาะတခိုင်နှစ်ခိုင်သုံးခိုင်၄ခိုင်เนาะအဲ့တော့ a hand of banana ဆိုရင်ငပြောသည်တခိုင် đó three hands of bananas ngài biểu thị tông cải five hands of bananas ngài biểu thị ngã cải à lưu mình biểu đấy đó cái đó số chuyện sách chỉ bảo three a bottle of bạc chém lên hậu đề a bottle of oil c double n cái five bottles of oil c ngã bên ten bottles of oil c sẽ bên à lưu biểu lưu giải cái sách chỉ a sack of rồi đây bây giờ bảo four a sack of အဲ့ဒါဘာနဲ့တွဲသုံးလဲဆိုတော့ a sack of rice နော် a sack ဆိုရင်အဓိပ္ပာယ်ပါဆို8ပေါ့နော်စံ8တို့ပါတို့နော်ကြက်သုံး8တို့အာလူး8တို့အဲ့လိုမျိုးဓာတ်တွေ sack နဲ့ပြောတယ်အဲ့တော့ a sack of rice ဆိုတာစံ8တ8ပေါ့စံတ8ပေါ့နော်အဲ့တော့ three sacks of rice ဆိုရင်စံ3 8 12 sacks of rice ဆိုရင်စံစံတ8 အဲ့လိုမျိုးပြောလို့ရတယ်ဆိုတော့ rise the uncountable ဖြစ်တဲ့တော့ rises တော့မရဘူးဒါပေမဲ့ center 8 2 8 3 8 4 8အဲ့လိုမျိုးတော့ရည်လို့ရတယ် center စီချင်းစီတော့သွားရည်လို့မရဘူးเนาะ8 2 8တော့ရည်လို့ရကဲဆိုရယ်5တဲ့5နဲ့ကြာပါတွဲမလဲဟုတ်တယ်5 apples ပန်းသီး9လုံးဟုတ်ပြီဆက်ကြည့်ပါအောင်နောက်တစ်ခု a loaf of a loaf of ဆိုတော့ဟာ a loaf of bread ပါမုတ်တစ်လုံးเนาะဒါမှမဟုတ်3 loaves of bread 10 loaves of bread ်ဘာမုတ်10လုံး15 loaves of bread ဘာမုတ်15လုံးရတယ်ကဲဒါဆိုဆက်ကြည့်7 a bar of barley ဟုတ်တယ် a bar of chocolate နော် a bar of chocolate ဆိုတော့ဗာလေ chocolate ဟိုနာတောင်ပေါ့နော်3 bars of chocolate chocolate 3တောင်10 bars of chocolate chocolate 10တောင်အဲ့လိုပြောလို့ရတယ်နော် chocolate က countable လား uncountable လားဆိုတော့ဒီတိုင်းတော့သွားပြီးတော့ chocolate ကို count လုပ်လို့များဒါပေမဲ့ဥဒါပြောလို့1 bar 2 bar 3 bar 1000 2000 3000အဲအဲ့လိုဆိုရင်တော့ chocolate ကို count လုပ်လို့ရတယ်နော်ကြာဆို a pound of ဘာဖြစ်မလဲအာ a pound of butter မှတ်ထားမယ်နော် tobat 1 pound ဟော tobat 1 pound 3 pounds of butter tobat 3 pound 10 pounds of butter tobat 7 pound နော်ဆိုတော့ tobat ကလည်းအဲ့လိုပဲ butters မရဘူးနော် ဘတ်ဒရဘယ်လိုသွားကြည့်မှာလဲเนาะပြောချင်တဲ့ဘာဆိုရင်ဆရာတို့ကပေါင်နဲ့တွဲပြီးမှာ1ပေါင်2ပေါင်3ပေါင်เนาะအဲ့လိုမျိုးပြောလို့ရတယ်တော့ဘတ်ကိုเนาะဆိုတော့ဒါကတော့ဆရာတို့ uncountable noun တွေတွဲလို့ရှိရင်ဘယ်လို RD နဲ့တွဲသုံးမလဲ coffee ဆိုလို့ရှိရင် coffee နဲ့မရဘူး pack of coffee တစ်ထုပ် coffee နှစ်ထုပ် coffee သုံးထုပ်ဒီလိုမျိုးတော့ရည်တွဲလို့ရတယ် coffee မှုန်တော့သွားပြီးတော့ရည်တွဲလို့မရဘူးဒါတွေကိုသိထားရမယ်เนาะကြတာဆိုရှင်ဆရာတို့အခု 4B ကိုဆက်ကြည့် 4B ကဘာဆို match the pictures with the items in exercise 4A တဲ့ နော်ဆိုတာဆရာပုံလေးပေးထားမယ်ပေးထားပြီးဒါတို့သမီးတို့ကဘာလုပ်ရမှာလဲဆိုဆရာတို့ဥလိုက်ရှေ့တုန်းက exercise မှာလုပ်ခဲ့တဲ့နော်ဥစ္စာလေးနဲ့ဆရာတို့ပြန်ပြီးတော့ matching လုပ်ပေးကြမယ်နော်ကြည့်ဒါဆိုရှင်ဒါတို့သမီးတို့ပုံလေးကိုကြည့်လိုက်ပါကဲဒီပုံလေးကကြတော့ sin a လေးပေးထားတယ်เนาะဆိုတော့ဒီမှာကြာဘာဖြစ်မလဲ sin a ကိုဘယ်လိုခေါ်လဲဟုတ်တယ် a sack of ပါလေ rice a sack of rice very good เนาะအဲ့လိုပြောမယ်ကဲဒါဆိုရင် နောက်ပုံလေးကိုဆက်ကြည့်ပါ ဟောဒီမှာကျတော့ဗာလေအာကော်ဖီမုန့်ထုတ်လေးနော်အဲ့တော့ကော်ဖီမုန့်ထုတ်ကိုကျတော့ဆရာတို့ကဘယ်လိုပြောလဲအဲ့တော့က yes a packet of coffee very good a packet of coffee ဟုတ်ပြီဒါဆိုရင်ပုံလေးကိုဆက်ကြည့်ပါအာဒီကံကျတော့ဗာလေငပြောကင်လေးကိုတွေ့ရတယ်နော်ဆိုတော့ငပြောကင်ကိုကျတော့ဆရာတို့ကဘယ်လိုပြောမလဲ yes a hen of bananas a hen of bananas ငပြောသည်တခိုင်ဟုတ်ပြီ for ဆက်ကြည့်မယ် ဟဟစီပလင်းလေးနော်စီပလင်းလေးကိုကြောက်ဆရာဘယ်လိုပြောမလဲอืมနော် a bottle of wine a bottle of wine very good ကဲဒါဆို5အာ5ကကြာတော့ဒါတို့ပြီးတော့လက်ကြိုက်မှတင် chocolate ကဲဒါ chocolate ကိုကြာတော့ဆရာတို့ကဘယ်လိုပြောမလဲ yes a bar of chocolate chocolate တောင် chocolate နှစ်တောင် chocolate သုံးတောင်3 bar ဆိုရင်3 bars of chocolate အဲလို့ပြောလို့ရတယ်နော်ကဲ6 6ပါအာပန်းသီးရေးပေးတာပြီကဲဆိုတော့ပန်းသီး၅လုံးဘယ်လိုပြောမလဲ yes 5 apples နော်ဒါမှမဟုတ်ပန်းသီး10လုံး10 apples အဲလို့ပြောလို့ရတယ်7ဆက်ကြည့်အာပါမုတ်ကြီးပါမုတ်ကိုပါမုတ်တဒုံပေါ့နော်ပါမုတ်တဒုံကြတော့ a loaf of bread very good နော်အဲ့ဒီမှာစားလို့ပြီးတော့အတုံးမဟုတ်ပဲနဲ့ပါမုတ်ကိုဟို slice လေးတွေနော်အချက်ကလေးလှီးထားလို့ရှိရင် a slice of bread ဒါမှမဟုတ်10 slices of bread ဆိုရင်ပါမုတ်10ချက်အဲအဲ့လိုလည်းပြောလို့ရတယ် loaf ကတော့ဗာလေပါမုတ်အလုံးလိုက်ကိုပြောတာ slice ဆိုလို့ရှိရင်အဲ့အလုံးကိုဗာလုပ်ထားရတယ်ပါမုတ်ကလေးတွေကိုဖြတ်ထားတာ နော်ကဲအဲ့လိုလေးပြောလို့ရတယ်နောက်တစ်ခုကပါလေအာထောပတ်လေးပေးတာတယ်ပုံထဲမှာကဲထောပတ်ဆိုလို့ရှိရင်ဘာဖြစ်မလဲအာဆရာ a pound of butter ထောပတ်2ပေါင်ဒါမှမဟုတ် 2, 2 pounds of butter ဟင်ထောပတ်2ပေါင်အဲအဲ့လိုမျိုးဆိုတော့သားသမီးတို့ကအခုဘာလေးမှတ်ထားရမလဲဆိုတော့ဆရာတို့ဒီနေ့သင်တဲ့သင်ခန်းစာမှာဆိုရင်เนาะ countable နဲ့ uncountable တွေကိုမှတ်ထားရမှာဖြစ်တယ် နော်နောက်ပြီးတော့လို့ရှိရင်ဒီမှာအရေးကြီးတာ uncountable noun တွေကိုပြောတဲ့အခါကျရင်ဆရာတို့က coffee မှုန့်ဆိုလို့ရှိရင်အမှုန့်ကတော့ကြီးလို့မရတာမှန်တယ်ဒါပေမဲ့အဲ့ဒီအမှုန့်ဒီဆရာတို့ coffee အအထုပ်ကလေးဖြစ်သွားလို့ရှိရင်အဲ့ဒီအမှုန့်ကိုအထုပ်တက်ထည့်လိုက်လို့ရှိရင် packet နဲ့ကြီးလို့ရတယ်1 packet 2 packet နော်စံတည်တဲ့အလိုပဲဒီတိုင်းကြီးလို့မရဘူးဒါပေမဲ့အဲ့ဒီတက်ထည့်ရင်ဗာလဲ အာနော် a sack of rice ဆိုပြောရည်လို့ရတယ်ဆိုတော့ဒါကိုသားတို့ပြီးတော့ဘူးသူဒအနေနဲ့မှတ်ထားရမယ်เนาะအဲ့တော့ uncountable တွေဒီအဲ့လိုမျိုးအိတ်တဲထည့်လိုက်တာတော့ဖန်ခွက်တဲထည့်လိုက်တာလို့ဆိုရှင်တစ်ခွက်နှစ်ခွက်တအိတ်နှစ်အိတ်စသည်အဖြစ်ရည်လို့ရတယ်နော်အဲ့တော့ဒီသင်ခန်းစာမှာဇာတ်ရုပ်မီတို့က countable နဲ့ uncountable ဒီအဓိကဖြစ်တယ်ဒီနှစ်ခုကိုခေါင်းထဲမှာပြန်ပြီးရမှတ်ပါနော်ပြီးသွားလို့ရှိရင် countable နဲ့ uncountable ကိုယ်ဖို့လည်းအရေးကြီးပါတယ်နော်ကြည့်ဒါဆိုလို့ရှိရင်ဇာတ်ရုပ်မီတို့ဇာတ်ရုပ်ဒီ unit 6 lesson 3မှာတော့ countable နဲ့ uncountable တွေကိုတူတူလေ့လာသွားတာဖြစ်တယ်။ဒါရုသမီးတို့လည်းစိတ်ဝင်စားလိမ့်မယ်လို့ဆရာထင်တယ်เนาะ။ကဲဒါဆိုလို့ရှိရင်ဒါရုသမီးတို့နဲ့ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်။